မင်္ဂလာပါရှင်ရှန်ရဲ့ကွန်မီဒီယာကကြိုဆိုပါရစေ။တာချီလေးမျိုးရွှေတကုံစီဒီတွင်ဂိမ်းဝစ်ဆန်ပင်မြီတီရီလင်္ကာနိုင်ငံဆွေတော်ဘွားအားပဋ္ဌာန်းဒေသနာဖြင့်ရွတ်ဖက်ပူဇော်အောင်မွေးခြင်းပါတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ ရှမ်းပြည်နယ်ရှိပိုင်းတာချီလိမ်မြို့ရွှေတကုံစီတီတော်တွင်ကိန်ဝတ်ဆံပေတော်မူမည်တိရင်လင်္ကာနိုင်ငံကန်နီမြို့ဆွေတော်တိုက်တွင်ရင်ငွေလုံထားသည့်ဗုဒ္ဓမြတ်စွာဘုရား၏လက်ဝဲအောက်ဆွေတော်ဘွားအားပဋ္ဌာန်းဒေသနာတော်မြတ်ဖြင့်ရွတ်ဖက်ပူဇော်အောင်ပွဲခန္ဓာကိုမတ်လ23ရက်နနက်9နာရီကရွှေတကုံစီတီဓမ္မယုံတော်ကြီးတွင်ကျင်းပပြုလုပ်ခဲ့ပါသည်ရှေးဥစွာခန္ဓာကိုနမောတတ္တ၃ချိန်ရွတ်ဆိုဘုရားကတော်၏ဖွင့်လက်ကငွေတော်ကမ္မထံကျောင်းတိုင်းမှဆရာတော် ောဘဒ္ဒနာကုဝေရာသာသနာတဇဓမ္မစရိယအရှင်သူမြတ်ကအောင်္ဂါရတော်ဖြင့်ရွတ်ဖတ်ပူဇော်ပြီးမဟာမြတ်မြူနီဖျားကြီးចောင်းတိုက်ဆရာတော်ဘဒ္ဒနာအာဒိသဝင်တာလင်္ကာယအရှင်သူမြတ်ထံမှအေပရိသတ်များကငါးပါးသီလခံယူစောက်တီကတန်ဃာတော်အရှင်သူမြတ်များရွတ်ပွားတရစေတော်အန်ရကင်းပိယိတ်တရားတော်မြတ်ကို နာယူကြည်ညိုကြပါတယ် တောင်နှန်းသာသနာပြုဘဟုကြောင့်၌ဆရာတော်ဗဒန္ဒဇနိတာသာသနာတက္ကတိလမဟာဓမ္မစရိယာ ME ကအနုမောဒနာကာရတော်ဖြင့်ရွတ်ဖတ်ပူဇော်ပြီးအလူရှင်များကနဝကမအလူတော်ငွေများဆက်ကဲလူတိုင်းခဲ့ပါတယ်။ဆက်လက်ပြီးတောင်နှန်းသာသနာပြုဘဟုကြောင့်၌မှဆရာတော်ဗဒန္ဒအိနာဓမ္မသာသနာတဇဓမ္မစရိယာအရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူကရေဆက်သွင်းချအမြပေးဝေးပြီးဗုဒ္ဓသာသနာစီ န်ဒိတ်တထူ၃ချိန်ရုပ်စုစုတောင်း၍အခမ်းအနားအားရုပ်သိမ်းခဲ့ပါတယ်။အဆိုပါပဋ္ဌာန်းဒီသနာတော်မြတ်ဖြင့်ရွတ်ဖက်ပူဇော်အောင်ပွဲအခမ်းအနားတို့စစ်ဗျူဟာအခြေချတာချီလိမ့်မှာစစ်ဗျူဟာမူဘုံမူကြီးကျော်မင်းထွန်းမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးကျော်စွာမျိုးခရိုင်မြို့နယ်အစင်ဌာနဆိုင်ရာများမြို့မီမြို့ဖားများရွှေတကုံစီတီတော်ကောပကဥက္ကဋ္ဌဦးဆောင်မြင့်နဲ့အဖွဲ့ဝင်များဦးဆောင်ပြီးအလူရှင်များစုပေါင်း၍မတ်လာကိုရန်နေမှာ7ရက်နေ့ ရက်ထိ9ရက်တန်တိုင်းနှင်းညအတန်မစဲမဟာပဋ္ဌာန်းရွတ်ဖက်ပူဇော်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။